စစ်ကောက်စီကလုံးမဲ့ရွေးကောက်ပွဲအတွက်နိုင်ငံတကာအတိအမှတ်ပြုမှုရဖို့မြမအမျိုးသားလူ့အခွင့်အရေးကော်မရှင် MNHRC ကိုအတုံးချဖို့စ조사နေတယ်လို့လူ့အခွင့်အရေးလေလာစောက်ကြည့်နေတဲ့အဖွဲ့တွေကပြောပါတယ်။ဒီအကြောင်းကိုလည်းကွန်ပျူတာကပဲတင်ဆက်ထားပါတယ်။နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာမဟာမိတ်အဖွဲ့ကန်နူရီက MNHCR ဟာပါရီအခြေခံမှုတွေကိုလိုက်နာမှုမရှိဘဲလွတ်လပ်ပြီးထိရောက်တဲ့လူ့အခွင့်အရေးကာကွယ်မှုတွေမလုပ်နိုင်တာကြောင့် 2024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာအဖွဲ့ဝင်အဖြစ်ကနေရုပ်သိမ်းလိုက်ပါတယ်။ဒီလိုထုတ်ပယ်ခံလိုက်ရတာဟာစစ်ကောက်စီအတွက်နိုင်ငံတကာမှာတရားဝင်မှုရဖို့ကြိုးစားနေတဲ့လောက်ရကိုဟန်တာလိုက်တယ်လို့ဖြစ်သွားပြီးရွေးကောက်ပွဲအတွက်နိုင်ငံတကာဖိအားတွေပိုပြီးများလာနိုင်တယ်လို့ဆိုပါတယ်။ဒီအစုအတွက်ကနိုင်ငံတကာကိုသူတို့ကရွေးကောက်ပွဲလုပ်လိုက်ပါပြီဆိုပြီးတော့မှအဲ့ဒီရွေးကောက်ပွဲရလက်ကနေပြီးတော့မှ ထွက်လာတဲ့ အာနော်ဟိုလူတွေနဲ့တို့အစိုးရတခုဖွဲ့တာမျိုးလောက်ရတော့မယ်မလားရွေးရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရမှာလူအခွင့်အရေးကော်မရှင်ဆိုတာလည်းရှိပါတယ်ဆိုပြီးတော့တို့နိုင်ငံတကာအဝန်ဝိုင်းစီကတရားဝင်မှု legitimacy ကိုသူကပြပြီးတော့မှသူကတောင်းပါလေမြူတာညညရေးအစိုးရ NUG ကလည်း MNACR ကိုအတိအမှန်မပြုဘဲဖြတ်သိမ်းလိုက်ကြောင်းဖေဖော်ဝါရီလ17ရက်နေ့မှာကြီးညာခဲ့ပါတယ်စစ်ကောက်စီဟာနိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့်အထူးကြံနေတဲ့အခြေအနေကိုဖြေရှင်းနိုင်ဖို့ MNICR ကိုအတုံးချဖို့ကြိုးစားနေတာပါဒီလိုဖြစ်ပေါ်ပြီးနောက်ပိုင်းစစ်ကောင်စီက MNICR ကိုဒီနေ့ဇန်နဝါရီလ31ရက်နေ့မှာအသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီးအရင် MNICR ဥက္ကဋ္ဌဟောင်းဦးပေါ်လွင်စိတ်ကိုပဲပြန်လည်ခတ်အပ်ခဲ့ပါတယ်သူကကျတော့လူကိုပဲဟိုဟိုဟိုတစားဒီတစားကိုလူကိုအပေါ်နဲ့အောက်နဲ့ပြန်ပြောင်းပြန်လှမ်းပြီးပြောင်းပြစ်တာတော့ဘာလို့ဒီလောက်ပဲလောက်တာဒါပေမဲ့အဲ့လိုလောက်လိုက်ချင်းကဘာမှမဟုတ်ဘူးအဓိကကလာမယ့်ကာလ ုနကရွေးကောက်ပွဲနဲ့ချိန်ပြီးတော့မှသူကနိုင်ငံတကာစီကနေတရားဝင်မှုကိုယူနိုင်ဖို့အတွက်ကိုသူကကြိုပြင်တဲ့သဘောပါပဲကန်နူရဲ့ဒီလိုထုတ်ပယ်လိုက်တာဟာစစ်ကောက်စီအတွက်နိုင်ငံတကာမှာပိုပြီးအထူးချန်စီမှာဖြစ်တယ်လို့တရားမျှတမှုကိုနှစ်ပေါင်းများစွာရှာဖွေနေကြတဲ့တိုင်းရင်းသားပြည်သူတွေနဲ့တော်လိုင်းရင်အားစုတွေအတွက်အခွင့်အလမ်းတရက်ဖြစ်လာစေတယ်လို့လူခွင့်ရေးတက်ကြွလှူရှားသူတွေကပြောပါတယ်စစ်ကောက်စီဥက္ကဋ္ဌဘူချုပ်မူဂျင်းမင်းအောင်လိုက်ကတော့2025ခုနှစ်ကုန်ပိုင်းဒါမှမဟုတ် 2026ခုနှစ်နိစံပိုင်းမှာရွေးကောက်ပွဲကျင်းပဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။